ကမ္ဘာနိုင်ငံတွေအားပါလေးစားရတဲ့မိုးလေဝသပညာရှင်ဆရာကြီးဦးထွန်းလွင်ရဲ့ဘဝဆက်ကြောင့် ရသမြအားလုံးပဲမင်္ဂလာပါရှင်။ Top Magazine ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်။ဒီကနေ့မှာတော့ကျမ်းမာတော်မူကြပါစေဆိုတဲ့မိုးလေဝသပညာရှင်ကြီးဦးထွန်းလင်းရဲ့ကိုရီးအထုပ်ပတိအချင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ရှင်။ဦးထွန်းလင်းကို1948ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာသခိုင်းတိုင်းငဇုံမြို့နယ်ကုလကြီးရွာမှာအဖအဦးသိန်းမောင်အမိတော်အေးကြီးတို့ကမွေးဖွားခဲ့ပါရယ်။မွေးခြင်းနှစ်ဦးအနက်အကြီးဆုံးသားဖြစ်ပါရယ်။1900 1964ခုနှစ်မှာမန္တလေးတိုင်းလဖုံအထင်းမဲ့အထက်တန်းကျောင်းကနေအခြေခံပညာအထက်တန်းကျောင်းအောင်မြင်ခဲ့ပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာသင်္ချာလူရည်ကျွန်းရွှေတိစိတ်စုကိုပါရရှိခဲ့တာဖြစ်ပါတယ်။ပညာမင်းကြီးဦးဖိုးတုံပေးတဲ့ပညာမင်းကြီးစုတိစိတ်ကိုလည်းရရှိခဲ့ပါသေးတယ်။ 1965ခုနှစ်မှာမန္တလေးမြို့အာထာက14ကျောင်းရခိုင်ဖာတလဖုံကျောင်းမှာဆယ်တန်းအောင်မြင်ခဲ့ရလဲဖြစ်ပါတယ်1965ခုမေလ3ရက်မှာမန္တလေးမြို့မှာရှိတဲ့မိုးလေဝသဌာနမှာ အောက်တန်းစီအဖြစ်အသက်16နှစ်လေးလအရွယ်မှစတင်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်အမှုတန်းဘဝနဲ့မန္တလေးဝိစာနဲ့သိပ္ပံတက္ကသိုလ်တိုးချဲ့ညနေတန်တန်းမှသိပ္ပံဘွဲ့ရူပဗီရပါတာအတ္တိကကို ဘာသာစုံဂုံတူအထူးအောင်နဲ့အောင်မြင်ခဲ့ပါရယ်1981ခုနှစ်မှာ BSC ယူပပေရာပွဲကိုဘာသာစုံဂုံတူနဲ့အထူးအောင်မြင်ပြီးတော့ရရှိခဲ့ပါရယ်ဒါကြောင့်တက္ကသိုလ်မှာတရုတ်ပြတိုက်ရိုက်ခန့်ချင်းခင်ရတော့လဲဝင်ရောက်လုပ်ကင်ခြင်းမရှိပဲမိုးလေဝသဌာနမှာသာဆက်လက်အမှုတန်းခဲ့ပါရယ်1983ခုနှစ်မှာမြန်မာနိုင်ငံဖလော်ရီဒါတက္ကသိုလ်ကိုပညာသင်လွှတ်ခြင်းခံခဲ့ရပါတယ်။ နှစ်နှစ်တက်ပြီးတော့1985ခုနှစ်မှာ BSC မိုးလေဝသပွဲရခဲ့ပါတယ်1988ခုနှစ်မှာလည်းမဟာသိပ္ပံပွဲအတွက်ဒုတိယအကြိမ် American Florida တက္ကသိုလ်မှာပညာသင်သွားရပြန်ပါတယ်1989ခုနှစ်မှာအဲဒီတက္ကသိုလ်ကပဲမဟာသိပ္ပံပွဲမိုးလေဝသကိုလည်း အောင်မြင်ရရှိခဲ့တာဖြစ်ပြီးတော့ပါရဂူဝဲတန်တန်တက်ရောက်ခွင့်၃နှစ်ပညာသင်စုကိုအမေရိကန်ပြည်ထောင်စုအမျိုးသားအန်နဝါနဲ့လီဒူအုပ်ချုပ်ရေးအဖွဲ့ကချီးမြှင့်ခြင်းခံခဲ့ရပါတယ်။သို့တော့မတက်ရောက်ဖြစ်ခဲ့ပါဘူး။အခုက အဲ့ဒီဘာသာရပ်နဲ့ပဲပါရဂူပွဲအကြံပြုစုပြီးဖြစ်ပါတယ်။2003ခုနှစ်မှာစက်မှုထူးချွန်ဒုတိယဆုကိုရရှိခဲ့ပါတယ်။ PhD ပွဲကိုရန်ကုန်တက္ကသိုလ်မှာ၄နှစ်တက်ပြီး2008ခုနှစ်ဇူလိုင်လမှာဒေါက်တာပွဲရရှိခဲ့ပါတယ်။2009ခုနှစ်မတ်လ20ရက်နေ့မှာရန်ကုန်တက္ကသိုလ်ယူဘဗီရာဌာနမှာပီအက်တဲ့ပထမဆုံးယူဘဗီရာဆုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။2006မှာနိုင်ငံတကာမိုးလေဝသနဲ့ဇလဗီရာအသင်းကြီးရဲ့ ဲ့အမြဲတမ်းအသင်းဝင်2008ခုနှစ်မှာအာရှဒေသတဘာဝဘေးဒဏ်ကာကွယ်ရေးနဲ့ပြင်ဆင်ရေးကောင်စီမြန်မာနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်ဒေါက်တာထွန်းလွဲ့မှာ1980ခုနှစ်ခန့်ကနေပြီးတော့ညွန်ကြားရေးမှူးတာဝန်ယူထားသည့်အချိန်မိုးလေဝသတင်းကြေညာသူအဖြစ်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်နာဂစ်မုံတိုင်းမတိုင်းမီအချိန်အထိမိုးလေဝသတင်းအတွက်အားထားရသူတဦးဖြစ်ခဲ့ပြီးသတင်းလောကမှာလည်းသတင်းထုတ်ပြန်ရန်ပွင့်လင်းသူအဖြစ်ကြော်ကြားခဲ့ပါတယ် ချောင်းရှိခွန်းနဲ့မေလာနာကိမုံတိုင်းနဲ့ပတ်သက်ပြီးအငင်းပွားဝယ်ရာဖြစ်ခဲ့ပြီးတော့မီဒီယာတွေမှာမိုးလေဝသဌာနကသတင်းထုတ်ပြန်ရန်ပြက်ကွက်ခဲ့ခြင်းနဲ့ပတ်သက်ပြီးဥထွန်းလွယ်မှာလူထုစိတ်ဝင်စားမှုခံရတဲ့ပုံကိုတူဦးဖြစ်လာခဲ့ပါတယ်။ တကယ်တော့ဦးထွန်းလင်းကနိုင်ငံမုံတိုင်းနဲ့ပတ်သက်တဲ့အရေးကြီးသတင်းကိုပေးဖို့တင်ပြခဲ့ပြီးဖြစ်တဲ့သို့တော့ဂျာခန်ဌာနရရဲ့သတင်းထိန်ချန်ခဲ့မှုနဲ့နှောင့်နှေးစံချာမှုတွေကြောင့်ဆရာကြီးရဲ့တင်ပြချက်သတင်းကပြည်သူတွေကြားကိုကြကြပြပြရောက်ရှိခွင့်မရခဲ့ပါဘူး1965ခုနှစ်မေလ3ရက်နေ့မှာမိုးလီဝတာနဲ့ဇလာဘီရာညွန်ချာရေးမှုဦးစီးဌာနမှာတိုင်းထွာရေးမှုအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးညွန်ချာရေးမှုချုပ်အဖြစ်အစဉ်အဆက်တိုးမြင့်တာဝန်ထမ်းဆောင်ခဲ့ပါတယ် ီမြမယုံမြင့်တန်ကြားသတင်းအစီအစဉ်မှာလောက်ဖက်မိုးလေဝသသတင်းကြေညာသူအဖြစ်1980ပြည့်နှစ်အောက်တိုဘာလမှစက26နှစ်ကျော်ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းတာဝန်နဲ့ American, Japan, Bangladesh, Pakistan, Tayo, Switzerland, Thai, Australia, Brunei, Singapore, Vietnam, Indonesia, Malaysia, Germany, Korea, India, ပြင်သစ်၊ Kenya, Canada စတဲ့နိုင်ငံတွေမှာမိုးလေဝသနဲ့ဇလားပေရာဆိုင်ရာတန်တန်းတွေအစည်းအဝေးတွေစာရန်ဖက်ပွဲတွေဆွေးနွေးပွဲတွေ conference တွေတက်ရောက်ပြီးတော့တင်ပြခဲ့ပါတယ်။သူတေသနစာတန်းပေါင်း60ကျော်၊စောင်းပါပေါင်း90ကျော်ရေးသားပြုစုပုံနှိပ်ခဲ့ပြီး ပြည်ပမှာ22ကြိမ်ပြည်ရင်းမှာအကြိမ်150ကျော်ဟောပြောပို့ချခဲ့ပါတယ် 2003ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ နာအာဖစစ်အစိုးရကစက်မှုစီးပွားထူးချွန်စုဒုတိယအဆင့်ကိုချိန်မြင့်ခြင်းခံခဲ့ရပါတယ်။တင်းချပုံစံသုံးမိုးလေဝသခံမှန်းဤကံယူရန်ဒေတာရီအတွက် မုံတိုင်းတည်ရေခံမှန်းခြင်းဆိုင်ရာလက်တွေ့သုံးနည်းစနစ်မိုးလေဝသရက်ရှည်ခံမှန်းခြင်းအတွက်တာဝီဆက်နွယ်မှုနည်းစနစ်စာရာတွေကိုပထမဦးဆုံးတည်ထွင်အသုံးပြုနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ မော်လီဝဒါနဲ့ဇလာဘီရာညွန်ကြားမှုဦးစီးဌာနမှာညွန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး2006ခုနှစ်မှာပင်လုပ်ငန်းပိုင်ဆိုင်ရာအောင်မြင်မှုတရက်နေနဲ့ အာရှသဘာဝဘေးစောင့်ကြည့်ပြင်ဆင်ရေးဗဟိုဌာနအဲဒစ်စတာပရီပတနက်စတန်တာ ATPC မှာပထမဆုံးဖွဲ့စည်းတဲ့၅နှစ်တာလုပ်ငန်းစီမံချက်ရဲ့ဦးဆောင်မှုကော်မတီမှာမြန်မာနိုင်ငံကိုစားပြုဥက္ကဋ္ဌအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။အမှုဒဏ်သက်140ကျော်အတွင်းလုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေအနေနဲ့မုံတိုင်းတည်ရခံမှန်းနီးဖော်ထုတ်ခြင်းအယ်နီညိုလာနီညာဖြစ်စဉ်တွေနဲ့တာဝီးဆက်နွယ်မှုတွေဌာနတွင်ပထမဆုံးလေ့လာတင်ပြခြင်းမြန်မာ မ္မနိုင်ငံရဲ့ယာတီဥတုပြောင်းလဲပုံတွေကို1989ခုနှစ်ကနေစတင်ပြီးနှစ်90ကြာမှတ်တမ်းပြုစုကသုတေသနပြုနိုင်ခဲ့ခြင်းစတာတွေကိုဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့အားကိုရယူပြီးမြန်မာနိုင်ငံအတွက်ယာတီဥတုနဲ့တဘာဝ BND ရဲ့ဆိုင်ရာလုပ်ငန်းတွေအပေါ်အကျိုးရှိစေဖို့2006ခုနှစ်အတွင်းဌာနရဲ့ဦးဆောင်သူအနေနဲ့ပါဝင်ခဲ့ပါတယ်။ရလဒ်ဒီအနေနဲ့ UNESCO အကူအညီနဲ့ ပင်လယ်ရေမျက်နှာပြင်တိုင်းတာရေးစကန်ဖွင့်လှစ်မှုများ AGPC ရဲ့ဤပညာပိုင်းပစ္စည်းကရိယာပိုင်းထောက်ပံ့မှုတွေစတာတွေကိုရရှိခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အငြိမ်းစားဥပဒေအရအသက်65နှစ်အထိတာဝန်ထမ်းဆောင်နိုင်တော်လဲ2009ခုနှစ်ဇွန်လတရက်နေ့မှာအသက်62နှစ်အရွယ်မှာဂျမ်းမာရေးအရအငြိမ်းစားယူခဲ့ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ မော်လီဝဒါနဲ့ဇလဗေဒလုပ်ငန်းတွေမှာသူတေတီအဖြစ်ဆက်လက်လုပ်ကိုင်သွားခဲ့ပါတယ်။2009ခုနှစ်မေလ29ရက်နေ့မှာညွန်ကြားရေးမှူးချုပ်အကြံပေးအရာရှိ ရာထူးဖြစ်အငိမ့်စားယူခဲ့ရာနိုင်ငံတော်ဝန်ထမ်းအဖြစ်45နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာစာအုပ်၃အုပ်ရေးသားခဲ့ရာ လာနီညာဆိုတဲ့မိန်ကလေးနဲ့တခြားသောတဘာဝဘေးရန်ဒီရဲ့ဆိုင်ရာစာအုပ်တွေသုဒ္ဓဆွေစုံသိပ္ပံစာပေစုစုခူးရရှိခဲ့ပါတယ်။အမှုတန်းဘဝမှာစမှုစည်းပွားဒုတိယအဆင့်အပါအဝင်နိုင်ငံတော်ဝစုတစိတ်၅ခုချင်းမြင့်ခြင်းခံခဲ့ရပါတယ်။ ဒေါက်တာထွန်းလင်းက2011ခုနှစ်ဩဂုတ်လ9ရက်နေ့မှာထွန်းလင်းဖောင်ဒေးရှင်းကိုထူထောင်ခဲ့ပြီးအစိုးရဝန်ထမ်းဘဝမှအငိမ့်စားရှုခဲ့တော်လဲပြည်သူဝန်ထမ်းဘဝကိုမူတသက်လုံးထမ်းဆောင်သွားခဲ့ပါတယ်။မိုးလေဝသနဲ့ပတ်သက်ရင်တနင်္ဂနွေလုံးရဲ့အားကိုးရာလည်းဖြစ်ခဲ့ပါတယ်။အသက်ကြီးလာလို့မကျန်းမာသည့်တိုင်အောင် အခက်ခဲတွေကြားကပြည်သူတွေအတွက်မိုးလေဝသနဲ့ပတ်သက်ကြတွေကိုမနာမနေထုတ်ပြန်ပြီးခဲ့ပါတယ်။ဆရာကြီးဦးထွန်းလင်းကအသက်82နှစ်အရွယ်ဒီကနေ့နိုဝင် ဘာလ၄ရက်နေ့ညနေ6:59မိနစ်အချိန်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ရာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတို့အတွက်အဆောင်ထုတ်မရတဲ့ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ကျမတော်မူကြပါစားခင်ဗျာဆိုရဲနှုတ်ခွန်းဆက်တန်တဲ့အတူဆရာကြီးရဲ့ပြောမယ့်စကားတွေကိုနောက်ထပ်ကြားခွင့်ရှိနိုင်တော့မှာမဟုတ်တာကခြေတော်မြန်မာနိုင်ငံသားတွေရဲ့အကြီးအမားဆုံးဆုံးရှုံးမှုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်